ဆန်အနီ library မှာကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစစ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။အဲ့လိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတခုဖြစ်တဲ့အခြေအနေတခုဖြစ်တဲ့ Russia Ukraine ပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျ။ ရုရှား၊ယူကရိန်းနေတိုပြည်ပကဆိုင်ရာသတင်းများစုစည်းမှု အပိုင်း52ဖြစ်ပါတယ်။ဒီနေ့မြောက်ရမယ့်အကြောင်းအရာတွေပါကတော့အမေရိကန်ကယူကရိန်းကိုတိုမဟော့ပေးမလားမပေးဘူးလားဆိုတဲ့အခြေအနေ။ပြီးရင်တော့ရုရှားတပ်ဖွဲ့တွေရဲ့ဒုံးကျည်တိုက်ခိုက်မှုအတွက်တရုတ်ထောက်လန်းရေးကအချက်လက်တွေပံ့ပိုးနေတယ်ဆိုတဲ့ယူကရိန်းရဲ့ပြောဆိုချက်ဟုတ်မဟုတ်ဆိုတဲ့အကြောင်းအရာ။အဲဒီနောက်မှာရုရှားကယူကရိန်းကိုတိုက်တဲ့ drone နဲ့ဒုံးကျည်တွေမှာဗေနိုင်ငံတွေကအစိတ်ပိုင်းနေပါဝင်နေတာလဲဆိုတဲ့အခြေအနေ။ပြီးရင်တော့ ရုရှားနဲ့ယူကရိန်းစွန့်ရင်ခြေကန်ဆောင်ဦးတွေကိုပြန်လည်တိုက်ခိုက်နေကြတာဘသူပိုထိနာနေတယ်လဲဆိုတဲ့အကြောင်းအရာအဲဒီနောက်မှာတော့ဂျာမနီမှာ drone ရန်ဘယ်လောက်ကြောက်နေရတယ်လဲဆိုတာနဲ့ဥရောပခေါင်းဆောင်တွေက drone ရန်အတွက်ဘယ်လိုစီမံနေကြတယ်လဲဆိုတဲ့သတင်းနောက်ဆုံးမှာကတော့ရုရှားသမ္မတကဆေးဦးစီးချုပ်ယုံခေါင်းဆောင်များစီးဝေးမှာဘာတွေပြောခဲ့တယ်လဲဘာတွေအမိန်ပေးခဲ့တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုစူးစမ်းမျှဝေသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့အမေရိကန်ကယူကရိန်းကိုတိုမဟော့ခ်ပေးမှာလားမပေးဘူးလားဆိုတဲ့အကြောင်းအရာပါ အော်တိုဝါချောင်းနေက Oval Office မှာ Mr. Trump ကို Tomahawk ဒုံးကျည်တွေထောက်ပံ့ပေးဖို့ဆုံးဖြတ်ပြီးပြီလားလို့မေးမြန်းတဲ့အချိန်မှာအတော်များများကိုဆုံးဖြတ်ချက်ချပြီးလူနီးပါးဖြစ်နေပြီလို့တုံ့ပြန်ခဲ့ပေမဲ့ယူကရိန်းကဒုံးကျည်တွေကိုဘယ်လိုသုံးမှလဲဘယ်နေရာကိုပို့မှလဲဆိုတာကိုသိကျင်တယ်လို့သူကဖြည့်ဆွတ်ပြောကြားသွားခဲ့ပါတယ်။ထပ်ပြီးတင်းမှမှုမြင့်တက်လာမှာကိုမမြင်ချင်ဘူးလို့တော့သူကမှတ်ချက်ပြုသွားခဲ့ပါတယ်။ American ကရုရှားပိုင်နယ်အတွင်းတိုက်ခိုက်မှုအတွက်ထောက်ပံ့ပေးထားတဲ့ ADACMS တွေကိုယူကရိန်းတပ်ဖွဲ့တွေကိုအသုံးပြုခွင့်ပေးပြီးလို့ယူဆနေကြပြီးအဲ့ဒီ ADACMS ဒုံးကျည်တွေဟာကီလိုမီတာ300အထိပြန်တန်းနိုင်ပြီးတော့ Tomahawk ဒုံးကျည်တွေကတော့အဲ့ထက်9ဆကျော်ပိုပြီးပြန်တန်းနိုင်တယ်လို့သိထားရပါတယ်။ဒါနဲ့ပတ်သက်လို့နောက်တစ်နေ့မှာပဲရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က Tomahawk ဒုံးကျည်တွေကို ယူကရိန်းကိုပေးဟပ်တာက ယူကရိန်းပေါ်နျူကလ িয়ার တိုက်ခိုက်မှုဖြစ်နိုင်ခြေကိုမြစ်တက်စေတဲ့အမျိုးမျိုးသောအသေးစိတ်အချက်တွေကိုသုံးသပ်ကြည့်ရင်နျူကလ িয়ার တင်ဆောင်နိုင်စွမ်းရှိတဲ့ဒုံးကျည်တွေအကြောင်းပြောနေတာဖြစ်တယ်။ဒါကြောင့်ဒါဟာအကြီးကျယ်တင်းမာမှုကိုမြင့်တင်မှုတစ်ခုပဲလို့မော်စကိုမော်စကိုမြို့မှာပြောကြားသွားခဲ့ပါတယ်။ဒမင်ထရီပက်ရှ်ကော့ဖ်ကကလို့ပြောဆိုပြီးနောက်တနေ့ဖြစ်တဲ့ဗုဒ္ဓဟူးနေ့အောက်တိုဘာ၈ရက်နေ့မှာရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဆာဂေး ရိုင်ကော့ဖ်ကသတင်းတော်တွေကိုပြောဆိုရမှာတိုမဟော့ခရုစ်တုံးကြီးတွေယူကရိန်းကိုမပေးဖို့အမေရိကန်ကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပြင်ညီရဲသဘောတူညီချက်တွေအန်ကော့ရစ်မြို့မှာရရှိခဲ့တဲ့အားကောင်းတဲ့တိုးတက်မှုဟာကံမကောင်းစွာနဲ့အကြီးကျယ်ပျက်စီးသွားပြီလို့သူကဆိုပြီးဥရောပနိုင်ငံတွေကိုပြစ်တင်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားနိုင်ငံသားကြီးမူဝါဒအကြံပေးအကြီးကျယ်ယူရီဥရှ်ကော့ဖ်ကတော့အော်တိုဘာ9ရက်နေ့က ယူကရိန်းငြိမ်းချမ်းရေးသဘောယူကရိန်းမှာငြိမ်းချမ်းရေးသဘောတူညီချက်တရရရှိဖို့ရုရှားနဲ့အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုဟာအသက်ဝင်နေစေဖြစ်တယ်လို့ပြောကြားလာခဲ့ပါတယ်။ဥရှိကော့ဖ်ကရယန်ကော့ဖ်ကိုတိုက်ရိုက်မကြီးညွှန်းပေမဲ့လို့ယူကရိန်းငြိမ်းချမ်းရေးအတွက်လမ်းကြောင်းရှာတဲ့အမေရိကန်တာဝန်ရှိသူတွေနဲ့ဆွေးနွေးပွဲကထွက်ပေါက်မဲ့နေတယ်ဆိုတာလုံးလုံးမမှန်ဘူးလို့ပြောတော့ပါတယ်။အလာစကာမှာရခဲ့တဲ့နားလည်မှုတွေနဲ့သဘောတူညီချက်တွေကအားလုံးကိုချိန်နှက်စေမှာတော့မဟုတ်ဘူး။ဥပမာပြောရရင် ဥရောပနဲ့ယူကရိန်းစုရတွေပေါ့လို့ Ushakov ကနိုင်ငံပိုင် ရုပ်သံ Channel 1ကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ယူကရိန်းသမ္မတ Zelensky ကတော့တာဝန်ပြေ drone တွေကရုရှားရဲ့လေကြောင်းရံကာကွယ်စနစ်ကိုဖျက်ဆီးရမှာတိတ်တာထင်ရှားတဲ့ရလဒ်တွေရှိခဲ့တယ်လို့လူမှုမီဒီယာမှာအရင်ကကပဲရေးသားခဲ့ပါတယ်။ရုရှားစစ်တပ်ရဲ့တိုက်ခိုက်နိုင်စွမ်းကိုရှော့ချဖို့ရည်ရွယ်တဲ့စစ်စင်ရေးတွေကိုယူကရိန်းတပ်ဖွဲ့တွေကဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သူကဆိုပါတယ်။နောက်ထပ်အကြောင်းအရာကတော့ ရုရှားတပ်ဖွဲ့တွေရဲ့ဒုံးကျည်တိုက်ခိုက်မှုအတွက်တရုတ်ထုတ်လင်းရေးကချက်လက်တွေပံ့ပိုးနေတယ်ဆိုတော့ယူကရိန်းရဲ့ပြောဆိုချက်ဟုတ်မဟုတ်ပါပြီးခဲ့တဲ့အော်တိုဘား၄ရက်နဲ့၅ရက်စနေနေ့တင်းစနေနေ့ညကနေတင်းတွေနေ့မနေ့အထိရုရှားတပ်ဖွဲ့တွေကဒုံးကျည်53စင်းနဲ့ဒရုန်း900လောက်ကိုရုရှားနိုင်ငံအနောက်ပိုင်းကလာဗတ်ဒေတာကိုအဓိကပစ်လွတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာအဲ့ဒီတိုက်ခိုက်မှုဖြစ်ပေါ်နေစဉ်အ ਨੇ ဆုံးတရုတ်ထုတ်လင်းရေးဂျိုရု၃လုံးကအဲ့ဒီဒေတာပေါ်ဖြတ်ကျော်ပြန်တန်းခဲ့တယ်လို့ယူကရိန်းစစ်ရေးမီဒီယာ ဝဲလက်ထရနီကဆိုခဲ့ပြီးတော့အဲ့ဒုံးကြီးတွေအဲ့ဒီဂျိုလူတွေကအဲ့ဒီအေရီယာပေါ်မှာစုစုပေါင်း6ချိန်အထိဖျက်ဆီးသွားခဲ့တယ်လို့ဆိုပါတယ်သူတို့ယူဆတာကအဲ့ဒီတိုက်ခိုက်မှုမှာတရုတ်ဂျိုလူတွေကရတဲ့အချက်လက်တွေကိုရုရှားစစ်တပ်ကအသုံးပြုတာဖြစ်နိုင်တယ်လို့ဆိုလိုနေကြတာပါအဲ့ဒီမီဒီယာကဂျိုလူတွေကိုတိုက်ပတ်နေကြစမ်းသပ်မှုတွေနဲ့တခြားငြင်းငြင်းတဲ့ရွေချက်တွေအတွက်အသုံးပြုနေတယ်လို့တရုတ်နိုင်ငံကတရားဝင်ဆိုထားကြောင်းအစီရင်ခံခဲ့ပေမဲ့အဲ့ဂျိုလူတွေကိုစစ်ရေးရွေချက်အတွက်လည်းအသုံးပြုနေတယ်လို့အတော်များများကယုံကြည်နေကြတယ်ဆိုပြီး အဲ့ဒီတရင်ထဏာက ရေးသားသွားပါတယ်အဲ့ဒီတရင်အေဂျင်စီကိုယူကရိန်းရဲ့ပြည်ပထောက်လှမ်းရေးအေဂျင်စီရဲ့အရာရှိတဦးဖြစ်တဲ့ Ola Alexandrov ကတရုတ်ကရုရှားကိုယူကရိန်းနိုင်ငံအတွက်ဒုံးကျည်တိုက်ခိုက်မှုတွေပုံမိုကောင်းမွန်စွာပြုလုပ်နိုင်မှုအတွက်ထောက်လှမ်းရေးချက်လက်တွေထောက်ပံ့ပေးနေတယ်အဲ့လိုအော်တိုဘာ၄ရက်နေ့မှာပြောကြားထားခဲ့တာရှိပါတယ်ရုရှားနဲ့တရုတ်ကြားကအစစ်မြင့်ပူးပေါင်းဆောင်ရွက်မှုရဲ့တက်တည်ထောက်တာဖြစ်ပြီးတော့မာဗီယာမြောက်ပြစ်မှတ်တွေကိုရှာဖွေပေါ်ထုတ်ဖို့နဲ့ခွဲခြားတတ်မှတ်ဖို့အတွက်ယူကရိန်းရဲ့နယ်မြေတွေကိုဂျော်ရူ ကင်းထောက်လန်းမှုတွေပြုလုပ်နေတဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ဆိုသွားခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီးကသူနဲ့ဒေတာရင်းအရာရှိတွေကဩဂတ်လအတွင်းကရုရှားဒုံးကြီးတစ်စင်းဟာယူကရိန်းနိုင်ငံအနောက်ပိုင်းဇဂပတီးယားဒေတာမှာရှိနေတဲ့အမေရိကန်ပိုင်းထုတ်လုပ်ရေးစက်ရုံတရုံကိုထိမှန်ခဲ့တာကြောင့်မလို့လူ15ဦးဒဏ်ရာရခဲ့တယ်လို့ပြောကြားခဲ့ပြီးအခုနှစ်ဧပြီလအတွင်းတုန်းကလည်းဇလန်စကီးကတရုတ်ကရုရှားကိုလက်နက်နဲ့ရဲမုံတွေထောက်ပံ့ပေးနေတယ်လို့ပြောကြားခဲ့ပါတယ် တရုတ်ဟာရုရှားနယ်နိမိတ်အတွင်းလက်နက်ထုတ်လုပ်တဲ့ထုတ်လိုင်းရေးသတင်းတွေရရှိနေခဲ့တယ်လို့လည်းဇလန်စကီးကပြောကြားထားတာရှိပါတယ်။အဲလိုသတင်းတွေထွက်ပေါ်နေပြီမဲ့လို့ American သတင်း website Newsweek ရဖော်ပြချက်မှာတော့တရုတ်ကလက်နက်ထုတ်လုပ်ရမှာလွယ်တဲ့နည်းပညာမြင့်ပစ္စည်းတွေရုရှားကိုတင်ပို့မှုကိုလျှော့ချထားပြီးတော့ American ရဲ့ပိတ်ဆို့အရေးယူမှုဟာရုရှားရဲ့စစ်ဆင်နွမ်းမှုကိုထိခိုက်စေနိုင်ခွင့်ရှိတယ်လို့ဖော်ပြလာခဲ့ပါတယ်။တရုတ်ကနည်းပညာမြင့်ပစ္စည်းတွေပံ့ပိုးမှုကိုကန့်တတ်ထားတာဖြစ်ပါတယ်။လက်နက်တွေအတွက် 3 to 4 micron တိကျမှုအဆင့်ရှိတဲ့ပစ္စည်းတွေအရင်ကရခဲ့တယ်အခုမရနိုင်တော့ဘူးအဲ့ဒါတွေအတွက်ပို့ကုန်အထူးလိုင်စင်လိုအပ်တယ်လို့ရုရှားစက်ပစ္စည်းထုတ်ကုမ္ပဏီပိုင်ရှင် Eternariv ကပြောတယ်လို့လည်းဆိုပါတယ်ယူကရိန်းပြည်ပကစတင်ချိန်ကစလို့ဥရောပကရုရှားတန်းငွေဝယ်ယူမှုကိုအကြီးကျယ်လျှော့ချလိုက်တာကြောင့်မလို့ရုရှားကစွန့်ရင်ကိုတရုတ်ကိုလျှော့ဈေးနဲ့ရောင်းချနေရပြီးအဲ့ဒီဝင်ငွေအတွက်တရုတ်ဘက်ကမိခိုလာရတာဖြစ်တယ်လို့ဆိုထားပါတယ် ရုရှားနဲ့တရုတ်ကြားကကုန်သွယ်မှုကမကြသေးခင်ကာလတွေအတွင်းကျဆင်းလာပြီးတော့ပြီးခဲ့တဲ့နှစ်အလားတူကာလနဲ့ရှင်ရင်2025ပထမ၈လမှာ900ခန့်လုံးနီးပါးကျဆင်းသွားတယ်လို့ Newsweek မှာဖော်ပြပါတယ်။ The Moscow Times မှာဖော်ပြထားတဲ့ကိန်းဂဏန်းတွေအရတော့ရုရှားထံကနေတရုတ်ရင်းနဲ့ဝယ်ယူမှုဟာဇန်နဝါရီနဲ့မေလကြားမှာ17000ခန့်လုံးကျဆင်းခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားကယူကရိန်းကိုတိုက်တဲ့ drone နဲ့ဒုံးကျည်တွေမှာဘယ်နိုင်ငံတွေကအစိတ်ပိုင်းနေပါနေတာလဲဆိုတာပါ။ ယူကရိန်းသမ္မတဇယ်လန်စကီကလူငါးဦးတေဆုံးခဲ့ပြီးဒါဗိဆိုင်ကိုပျက်စီးသွားခဲ့ရတဲ့အောက်တိုဘာ9ရက်ရုရှားတို့ရဲ့တိုက်ခိုက်မှုမှာပစ်လွတ်တဲ့ drone တွေနဲ့ဒုံးကျည်တွေမှာပြပထုတ်ပျက်စီးအစိတ်အပိုင်းတွေထောင်တောင်းချီပြီးတွေ့ရတယ်လို့ချုပ်ဖြစ်စိတ်ပိုင်းတွေဟာအနောက်နိုင်ငံလုံးပျက်စီးတွေဖြစ်နေတယ်ဆိုပြီးတော့အောက်တိုဘာ6ရက်နေ့ကပြောကြားခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုမှာရုရှားကပြပထုတ်အစိတ်အပိုင်းတသိန်း2985ခုပါဝင်တဲ့လက်နက်စနစ်949ခုအသုံးပြုခဲ့တယ်ဆိုပြီးဇယ်လန်စကီးကဆိုရှယ်မီဒီယာမှာပြောကြားခဲ့ပါတယ်။ ခြေပြပြချခဲ့တဲ့ drone တွေနဲ့ဒုံးကျည်အစိပ်ပိုင်းတွေမှာ American ပြည်ထောင်စုတရုတ် Taiwan UK Germany Switzerland Japan တောင်ကိုရီးယား Netherlands မှာရှိတဲ့ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ converter တွေအယုံခံကရိယာတွေ micro computer တွေပါဝင်နေတယ်ဆိုပြီး Zelensky ကပြောကြားခဲ့တာဖြစ်ပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားနဲ့ယူကရိန်းစွမ်းအင်ခြေခံစောင့်ဝင်တွေကိုပြန်လည်တိုက်ခိုက်နေကြတာဘယ်သူဖို့ထိနာနေတယ်လဲဆိုတဲ့ကိစ္စပါ ယူကရိန်းနိုင်ငံရဲ့တန်းငွေထုတ်လုပ်တဲ့စိတ်ဝင်တွေကိုရုရှားတပ်ဖွဲ့တွေကထိုးစစ်အသစ်စင်တိုက်ခိုက်ခဲ့ပြီးဒီချိန်တိုက်ခိုက်မှုကရုရှားရဲ့ကျူးကျော်မှုစတဲ့နောက်ပိုင်းအကြီးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ယူကရိန်းနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Naftogaz ကပြောခဲ့တယ်လို့ယူကရိန်းနိုင်ငံရှေ့ပိုင်းက Kharkiv နဲ့အလယ်ပိုင်းက Poltava ဒေသကအစအဦးတွေကိုရုရှားနိုင်ငံကဒုံးကျည်35စင်း drone 60သုံးပြီးပြစ်မှတ်တာတိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီကုမ္ပဏီရဲ့ CEO ကလူမှုမီဒီယာမှာအော်တိုဘာ3ရက်တောက်ကြာနေ့ကပြောခဲ့ပါတယ် ိုက်တက်ခဲမှုကစစ်ရေးရအဓိပ္ပာယ်မရှိဘဲစောင့်ရသည်မှာယူကရိန်းကနေအိမ်တွေပူပေးနိုင်စွမ်းရှိတဲ့ NATO Gax ရဲ့ဆွမ်းဆောင်မှုကိုပျက်စီးစေဖို့ရည်ရွယ်တာတခုတည်းဖြစ်တယ်လို့အဲ့ဒီကုမ္ပဏီရရှိကပြောခဲ့ပါတယ်။အဲ့လိုပဲရုရှားနိုင်ငံတောင်ပိုင်း Orenburg မှာရှိနေတဲ့အဓိကရင်းနှီးချက်စက်ယုံတွေကတခုဟာလေတာဝေးတိုက်ခိုက်ရေး drone တွေအုံပြုတ်တိုက်ခိုက်မှုရဲ့ပြစ်မှတ်ဖြစ်ခဲ့တယ်ဆိုပြီး ယူကရိန်းနိုင်ငံလုံခြုံရေးဝန်ဆောင်မှုသတင်းရင်းမြစ်ကိုကိုးကားလို့ယူကရိန်းမီဒီယာကဖော်ပြခဲ့တယ်လို့ယူကရိန်းရဲ့အဲ့လိုတိုက်ခိုက်နေတာကြောင့်ရုရှားမှလောင်စာဆီပြက်လက်မှုဖြစ်စေခဲ့တယ်လို့လည်းဆိုထားပါတယ်။ယူကရိန်းနိုင်ငံအရှေ့ပိုင်းဆိုမီဒေတာကမြစ်ထားပူတာရုံတစ်ခုမှာ drone တိုက်ခိုက်မှုကြောင့်မလို့လူထုသေဆုံးခဲ့ပြီးကလေးငယ်၃အပါဝင်အနည်းဆုံး၈ဦးထဏ်ရာရခဲ့တယ်ဆိုပြီးယူကရိန်းနိုင်ငံသက်ဆိုင်ရာဌာနတွေကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ။ယူကရိန်းသမ္မတကလည်းတစိမ့်တစ်ပိုင်းပြစ်စည်းပြီးမီးလောင်နေတဲ့ခီးသည်တင်ယထားတွဲပုံကိုလူမှုမီဒီယာမှာတင်ခဲ့တယ်လို့အရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကိုရုရှားတွေမသိဘူးဆိုတော့မဖြစ်နိုင်ဘူးလို့ဆိုနေပါတယ်။ဒီတိုက်ခိုက်မှုကအကြမ်းဖက်လုပ်ရဖြစ်တယ်လို့လည်းသူကပြောဆိုခဲ့ပါတယ်။ယူကရိန်းစစ်အုပ်စုချုပ်ကတော့ရုရှားနိုင်ငံအနောက်မြောက်ပိုင်းလီနင်ဂရက်ဒေသမှာရှိနေတဲ့ရင်းနှီးချက်စက်ရုံတစ်ခုကိုယူကရိန်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့တယ်လို့စနေနေ့ကလူမှုမီဒီယာမှာကြေညာခဲ့ပြီးတော့အဲဒီစက်ရုံဟာရုရှားရဲ့အကြီးဆုံးရင်းနှီးချက်စက်ရုံတစ်ခုဖြစ်တယ်လို့လည်းဆိုသွားပါတယ် ရုရှားဒုတိယဝန်ကြီးချုပ်အလက်ဇန်ဒါနိုဗတ်ကတော့ပြည်တွင်းလောင်စာဆီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုအတွက်လောင်စာဆီထုတ်ကုန်တင်ပို့မှုကိုကန့်သတ်မှာဖြစ်တယ်လို့ဗုဒ္ဓဦးနေကကြေညာခဲ့ပါတယ်။ရုရှားဘက်ကသတင်းထုတ်ပြန်ချက်တရမှာတော့ရုရှားရဲ့ Novovoronezh Nuclear Device ဆက်ယုံကိုတိုက်ခိုက်ဖို့ယူကရိန်းတပ်တွေကကြိုးပမ်းလို့ယူကရိန်းရဲ့ရှေ့နယ်စစ်မှန်တာအားလုံးစီကိုအော်တိုဘာ6ရက်ကစပြီးထိုးစစ်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းတပ်ခိုက်ရေး drone တစ်စီးက Novo Voronezh nuclear database ဆက်ယုံကိုတိုက်ခိုက်ဖို့ညလုံးပေါက်ကြိုးပမ်းခဲ့ပေမဲ့ဆက်ယုံမပြတ်စည်းမီ drone ပျက်စီးသွားခဲ့တယ်လို့ရုရှားအနာဘယ်နေကအော်တိုဘာ9ရက်နေ့မှာပြောပါတယ်။ drone က Voronezh ဒေသကနီးပညာဆိုင်ရာကာကွယ်ဌာနအနားမှာပြတ်ကျခဲ့ပြီးတော့လေပတ်နေစဖြစ်တဲ့ unit 6ရဲ့အေးခံမျောစင်ကိုထိမှန်ပြီးပောက်ကွဲသွားခဲ့တယ်လို့ဆက်ယုံ operator ကဆိုပါတယ်။ရုရှားစစ်တပ်က Danyes နဲ့ Zaporizhia ဒေသတွေကကြွားတရားစီကိုထိမ့်ချုပ်ထားခဲ့ပြီး ်တင်းလာနေ့အော်တိုဘာ6ရက်နေ့မှာဒေသ148ခုမှာဆွဲရနေတဲ့ဥပုဆောင်ရေးအဆောက်အုံတွေလောင်စာဆီရောင်းဌာနတွေနဲ့ယာယီတက်ပြန့်ထားတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပြီးတော့ fix wind drone 46စင်းကိုလည်းဂျာပြတ်ဟန်တားခဲ့တယ်လို့ရုရှားကောက်ဝဲဝန်ကြီးဌာနကအော်တိုဘာ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ယူကရိန်းတပ်မတော်စေဦးစီးချုပ်ကလည်းယူကရိန်းကောက်ဝဲတပ်ဖွဲ့ဟာရုရှားတပ်ဖွဲ့ရဲ့တင်းလာနေ့မှာတိုက်ပွဲပေါင်း193ကြိမ်ဖြစ်ခဲ့မှုရှိရဲဆိုပြီးအော်တိုဘာ9ရက်နေ့ကပြောကြားခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့လမ်းကြောင်းမျိုးစုံကတိုက်ခိုက်မှုတွေကိုခြေမုံပြီးတော့ Kupiansk, Torex နဲ့ Novopavlovka မြို့တွေကလမ်းကြောင်းတွေမှာရုရှားကိုထိုးစစ်ဆင်ခဲ့တယ်လို့ရုရှားတပ်ဖွဲ့ဝင်တွေလက်နက်တွေနဲ့လက်နက်တိုက်တွေမောင်းသူမဲ့လေနေထိန်းချုပ်ရေးနေရာနဲ့ခုခဲစခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးတော့ရုရှားနီးပြည်အောင်ဒရုန်338စင်းကိုဖျက်ဆီးခဲ့တယ်လို့ယူကရိန်းစစ်အုပ်စုချုပ်ကဆိုပါတယ် ရုရှားနျူကလ িয়ার ဒါဘေးစက်ရုံကိုဒရုန်းနဲ့တက်ခိုက်ပြီးနှစ်ညအကြာမှာတော့ယူကရိန်းမှာရှိနေတဲ့လျှက်စစ်ဒါဘေးစက်ရုံ14ရုံမှာရုရှားဒရုန်းတွေကြောင့်ပုတ်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။နောက်ထပ်အကြောင်းတစ်ခုကဂျာမနီမှာဒရုန်းရန်ဘယ်လောက်ကြောက်နေရတယ်လဲဆိုတာနဲ့ဥရောပခေါင်းဆောင်တွေဒရုန်းရန်အတွက်ဘယ်လိုစီမံနေကြတယ်လဲဆိုတဲ့အခြေအနေတွေပါ ဂျာမနီနိုင်ငံမြူးနစ်လေဆိပ်တဝိုက်မှာအော်တိုဘာ၂ရက်ကြာပတင်းနေ့ညကဒရုန်းယာဉ်တွေကိုမြင်တွေ့ရတာကြောင့်လေဆိပ်ကိုတောက်ကြနေမနက်ထိပိတ်ထားခဲ့ပြီးလေကြောင်းခီးစဉ်၁၈ခုကိုဖျက်သိမ်းခဲ့ရမှာခီးတဲ့၃၀၀၀လောက်နှောင့်နှေးခဲ့ကြရတယ်လို့ဆိုပါတယ်။ဂျာမနီပြည်ထောင်စုဝန်ကြီးအလက်ဇန်နာဒွန်ဘရန်ကဒရုန်းရှင်ရေအတွက်နဲ့ဒရုန်းရေအတွက်ဘလောက်ပါတယ်ဘလို့ချင်းနေဖြစ်တယ်ဆိုတဲ့သေးစိတ်ကိုမသိရသေးဘူးလို့တောက်ကြနေတုန်းကပြောခဲ့ပါတယ်။ဥရောပအဆင့်နည်းပညာမြင့်တင်ရေးကျွမ်းကျင်သူစုဆောင်ရေးနဲ့ ။အစ္စရေးနဲ့ယူကရိန်းတို့ကမိတ်ဖက်တွေနဲ့ပူးပေါင်းပြီးဥရောပတိုက်ထဲမှာဒရုန်းကောက်ွေးနည်းပညာတီထွင်ရေးကိုမဖြစ်မနေလှုပ်ဆောင်မှုလိုတယ်လို့သူကဆိုပါတယ်။ဂျာမနီဒီပတီဖရက်ဒရစ်မတ်စ်ကတော့ဂျာမနီစီကိုပြန်တန်းလာတဲ့ဒရုန်းများစွာရဲ့နောက်ကွယ်မှာရုရှားရှိနေတယ်လို့ယူဆပေမဲ့ဘယ်ဒရုန်းမှမှလက်နက်တပ်ဆင်ထားတာမရှိကြောင်းနဲ့ကင်းထောက်ဒရုန်းတွေတက်ထွန်းနည်းပညာတာလွန်တယ်လို့ဆိုသွားပါတယ်။အော်တိုဘာ၈ရက်မှာတော့ဂျာမနီဆိုရကဥပဒေသစ်တစ်ခုသဘောတူညီခဲ့ပြီးပြင်းထန်တဲ့ချိန်ချောက်မှု ဒါမှမဟုတ်အနေဖြင့်မှုကိစ္စရက်တွေမှာပြစ်ချခြင်းပါဝင်ဂျာမနီလေပိုင်နက်ကိုချိုးဖောက်တဲ့ဒရုန်းတွေကိုခြေမုံမှုရဲတွေကိုအတီလင်းခွင့်ပြုထားပါတယ်။မောင်းသူမဲ့လေတွေကိုပြစ်ချဖို့အခြားနည်းပညာတွေနဲ့ထိန်းချုပ်မှုလမ်းကြောင်းပြ link တွေကိုဖြတ်တောက်ဖို့လေဆာရောင်ကြီးတွေကိုတုံးတာဒါမှမဟုတ် temporary ကိုအတန်လင်းဖြတ်တောက်တာတွေပါပါဝင်တယ်လို့ဆိုပါတယ်။ဂျာမန်ပြည်ထောင်စုဝန်ကြီးအလက်ဇန်နာဒူဘရန်ကပြည်အောင်စုရဲတပ်ဖွဲ့ကဒရုန်းအန္တရာယ်တွေကိုတိုက်ဖြတ်ဖို့ ခမိနီးပညာကိုအသုံးပြုခွင့်ပေးထားတယ်လို့ပါလင်မှာသတင်းတောက်တွေကိုပြောပါတယ်။ဂျာမန်ပြည်ထောင်စုရဲတပ်ဖွဲ့အတွင်းအထူးသီးသန့် drone တိုက်ဖျက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကိုဖန်တီးမယ်လို့ Two Brands ကပြောကြားခဲ့ပြီးတော့ drone နီးပညာကပိုအဆင့်မြင့်လာလို့သူတို့တီတွေက Astray Ukraine တို့နဲ့တိုင်ပင်ဆွေးနွေးမှလည်းဖြစ်တယ်လို့ဆိုပါတယ်။ဂျာမနီမှာ2025ဇန်နဝါရီကနေစက်တင်ဘာအကုန်ထိလေကြောင်းသွားလာမှုမှာမောင်းသူမဲ့လေယာဉ်နဲ့ဆက်နွယ်တဲ့အနောက်ရှက်182ကြိမ်ရင်ဆိုင်ခဲ့ရပြီးတော့မနစ်ကလာတို့ကာလမှာ129ကြိမ်2023တုန်းက122ကြိမ်ရင်ဆိုင်ခဲ့ရတယ်လို့ ။ဂျာမန်လေကြောင့်ခီးစဉ်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီ Deutsche Flugzeichen Home ရဲ့ DFS ရဲ့အချက်လက်တွေကပေါ်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့လနောက်ပိုင်းတော့ကဒိမတ်နဲ့နော်ဝေနိုင်ငံလေဆိပ်အဆောက်အဦနီးမှာ drone ယာဉ်တွေကိုမြင်တွေ့ခဲ့ရတာကြောင့်အဲ့ဒီလေဆိပ်တွေကိုယာယီပိတ်ခဲ့ရပါသေးတယ်။ပိုလန်နိုင်ငံအပါအဝင်6ယူရိုဘတ်နိုင်ငံတွေကလည်းရုရှားရဲ့စစ်ဘက်သုံး drone ယာဉ်တွေကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုပြီးအစီရင်ခံခဲ့ကြပါတယ်။အဲ့ဒီမှာပဲဥရောပနိုင်ငံရဲ့အတိုက်အဝန် EPC ရဲ့နိုင်ငံပေါင်း90လောက်ကအကြီးအကဲတွေကဒိမတ်နိုင်ငံ ိုပင်ဟေဂင်မြို့မှာစုဝေးခဲ့ကြပြီးတော့ပြစ်ချရေးအစီအမံတွေအပါအဝင်ရုရှား drone တွေကိုတံပြန်ရေးဆက်လက်ကြိုးပမ်းမှုမှာယူကရိန်းနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေရေးသဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။ဒိမက်ဝန်ကြီးချုပ်နဲ့ EPC ပူးတွဲဥက္ကဋ္ဌကတော့အစည်းအဝေးပြီးမှသတင်းတော့တွေကိုရုရှားကသူတို့ကိုစမ်းသပ်နေတယ်သူတို့တွေအတူတကခိုင်မာမာရက်တီဖို့ပို့ပြီးလိုလာတယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီးကတော့ရုရှားရဲ့ drone ချင်းချောက်မှုကိုတုံ့ပြန်မှုယူကရိန်းစစ်တပ်ရဲ့အတွေ့အကြုံနဲ့ ကြွန့်ကျင်မှုတွေကိုမျှဝေမယ်လို့ပြောသွားခဲ့ကြအောင်သိရပါတယ်။ဟုတ်ကဲ့ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကတော့ရုရှားသမ္မတကစေဥစည်းချုပ်ယုံခေါင်းဆောင်များအစည်းအဝေးမှာဗါရီပြောခဲ့တယ်လဲဗာမိန်ပေးခဲ့တယ်လဲဆိုတာပါ။အော်တိုဘခုနှစ်ရုရှားနိုင်ငံစိန့်ပီတာစပတ်မှာကျင်းပတဲ့ကာကွယ်ဝန်ကြီးဌာနနဲ့တက်မတော်စေဥစည်းချုပ်ယုံခေါင်းဆောင်များအစည်းအဝေးမှာရုရှားသမ္မတပူတင်ကရုရှားစစ်တပ်ရဲ့တာဝန်က ရုရှားနိုင်ငံသားနိုင်ငံမဟာဗျူဟာအဆောက်အုံနဲ့စွန့်ရင်အဆောက်အုံတွေအပါအဝင်အရတုံးအခြေခံအဆောက်အုံတွေရဲ့လုံခြုံရေးကိုအမခံရန်ဖြစ်တဲ့ရုရှားစစ်တပ်အနေနဲ့အထုစေရေးလှုပ်ရှားမှုရဲ့ညီမချက်အားလုံးကိုချင်းချက်မရှိပေါ်ဆောင်သွားမှာဖြစ်တယ်လို့အလေးပေးပြောကြားခဲ့ပြီးတော့2025မှာရုရှားစစ်တပ်ကအထူးစစ်ရေးလှုပ်ရှားမှုအတွင်းနေမြစတရန်ကီလိုမီတာ9000နဲ့လူနေထိုင်ရာနေရာ212ခုကိုထိန်းချုပ်ခဲ့ရမှာအထူးစစ်ရေးလှုပ်ရှားမှုဒေသရဲ့မဟာဗျူဟာကိုပိုင်ဆွမ်းဆောင်နိုင်တဲ့အခွင့်အာဏာကိုအပြည့်အဝလက်ကင်ထားတယ်လို့ဆိုသွားပါတယ် အဲ့ဒီအပြင်စစ်တပ်ရဲ့တိကျမှုမြင်မာတဲ့လက်နက်ဒုံးကျည်ခဲရတဲ့စစ်ရေးသုံးပစ္စည်းတွေလိုအပ်ချက်ကိုပုံမကောင်းမွန်စွာဖြစ်တင်းနိုင်မှုအတွက်စစ်ဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်ရေးဌာနတွေအနေနဲ့လက်နက်ပုံစံသစ်တွေကိုပို့ပြီးလျင်မြန်စွာသုတေသနပြုထုတ်လုပ်ဖို့လည်းတောင်းဆိုသွားခဲ့တယ်လို့သိရပါတယ်။ Kremlin နန်းတော် website ရဲ့အော်တိုဘာ9ရက်ထုတ်ပြန်တဲ့သတင်းတွေရတော့အဲ့ဒီမှာပူတင်ဟာရုရှားနိုင်ငံအနောက်မြောက်ပိုင်း Federal Data ကိုတောက်ရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ရုရှား Ukraine အရေး မြဝေချင်းအပိုင်း52နဲ့ပတ်သက်လို့မြဝေမှုကတော့ဒီမြပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မြဝေမှုတွေကိုကြည့်ရှုနှာစင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ